မိုးကရွာလာတော့မှာပါမနေ့တနေ့ကပင်တကြံပြီးပါမှာတကြံလွန်လက်စေးမိုးရွာပြီးဒီနေ့ကစုံလပြည့်နေ့မှာတော့မိုးကညိုနေခဲ့ပါတယ်။ကြာရိုးကတော့သူ့ရဲ့တဲကပြင်ကျွတ်ကျွတ်ကျဲစင်မော်ကနေအုံတော်ကြီးအထက်ကောင်းငင်နဲ့မျောရွေနေတဲ့မိုးတိမ်မဲကြီးတွေကိုကြည်နေရင်မတက်ပြင်ချနေရပါတယ်။သူကသာစိတ်တပူပူတက်ပြင်းတဆူဆူဖြစ်နေပေမဲ့မိုးဆိုတာကရွာကျင်လဲရွာမဲ့ဥစ္စာပဲ။ ဒါပေမဲ့ဘာပဲပြောပြောကြာယိုးကတော့ကျွတ်တို့ကျတဲ့နေမြင်လမြင်နက်ခတ်ကြဲတာရတွေကိုပါမကြည့်ကျင်လဲမြင်နေရပါတယ်သူ့ရဲ့တဲစုပ်ခေါင်မုံနဲ့တဲနံရံတွေကထယံဇွေးတွေရဲ့ဟိုကာဒီဖုံးလှုပ်ထားရတဲ့ပီနယ်အိတ်ခွန်တို့လို့တွဲလောင်းတွေကိုပါကြည်ရင်နဲ့တက်နိုင်တယ်များမိုးကိုဆွဲတားနေမိတာရဲ့ပါခုနေပြ мян ကွဲအောင်ရွာချလိုက်လို့ကတော့ခနော်နီခနော်နဲ့ရိုင်ထိုးနေတဲ့သူ့ရဲ့တဲချေရင်ထိတက်ဆပြုတ်နေပြီဖြစ်တဲ့အောက်ရည်ရဲ့မိုးရည်ကြတဲ့ကြာယိုးတွေမကသူမရခင်ဆောင်ရောအိမ်ကတရိษံပေါက်စာအလက်ကောင်ဒိုးလုံးနို့ညာမှာပိန်သေးပါမ မိုးရေထဲမျောသွားမှာမဟုတ်ပါလားချောင်းထဲမှာမျောပါသွားမယ်ဆိုတာသိကြပါရယ်ဒါပေမဲ့လည်းကြာရိုးကတကိုးရှင်လည်းမဟုတ်ဝိဇ္ဇာသူတော်စင်ကြီးတွေလိုတိတ်ထိတပါးနှစ်ပါးပေါက်မြောက်နေသူလည်းမဟုတ်ပါဘူးပေါက်မြောက်ဖို့နေနေတာသာကြာရိုးကဖះစားတော့အလွတ်မရပါဘူးဘယ်တော့မှလည်းတစ်ချိန်တစ်ခါမှဖះမရှိခိုးခဲ့ဘူးတရပါဒါပေမဲ့လည်းသူ့ရဲ့စိတ်ထဲမှာတော့ယတနာသုံးပါးအမြဲရှိနေပါတယ်စိတ်သေးကနေပဲဖះရှိခိုးနေရင်လည်းပြီးတာပါပဲ ကျန်တာတွေကအပူလုတ်တွေဆိုပြီးတော့တန်ငါပီပီရန်ဖာရန်ခါဒီလိုတွေးနေတတ်ပါတယ်အမှန်တော့ကြာရိုးလုတ်ကလည်းဖះရှိခိုးလို့တိတ်မဖြစ်ပါဘူးသူကနေ့စဉ်နေ့တိုင်းပါဏာတိပါတာကန်ကိုအမြဲကျူးလွန်နေရပြီးတော့ရန်ဖာရန်ခါလည်းသူရမေရိယကန်ကိုပါမမြဲကြာရိုးတို့ဒီမြစ်တာပေါင်းကူနာတဝိုင်းနဲ့ငမိုးရိတ်ချောင်းမကြီးနဘေးကလူတွေအားလုံးဟာကြာရိုးတို့လိုပါပဲဘာကန်ကိုမှမလုံညပါဘူးတချို့တွေဆိုရင်ကာမေသူမိစ္ဆာကန်ရောအာရိဏကန်ကိုပါ၅ပါးစလုံးတဘာမှမကြံအောင်ကျူးလွန်ကြစမြဲပါပဲကြာရိုးကျူးလွန်တဲ့ကန်ကနဲသေးတယ်လို့ဆိုရမှာပါဒီကန်တွေကိုလည်း ည်းကြာရွတ်လုံအောင်ဆောင်ထိန်မှုကမလွယ်လပါဘူးသူတို့တွေရဲ့ရှေးဘိုးဘွားတွေကိုယ်တိုင်ကရောဒီ6နှစ်ပြည့်မှာနေထိုင်ကြတဲ့တပြေကျန်ဒဏိကျန်စိုက်ခင်းတွေကအစားငါးရှာဖားရှာလုပ်ငန်းတွေနဲ့ဘယ်ကင်းမှမလဲအိမ်မှာမွေးထားတဲ့ကြက်ကလေးဘဲကလေးတွေကိုလည်းမူးလာပြီဆိုရင်လောက်လေးနဲ့တစ်ချက်ဆွဲသူတို့ဖို့ပါဏာတိပါဒကံဆိုတာမွေးရပါတငယ်ချင်းလို့ဖြစ်နေခဲ့ပါပြီတချို့ကြတော့လေဟိုဘက်ကန်းကတဲတိုင်တဲချင်းနေစီမှာတဲလီလိုက်ကြတဲကလိုက်ကြလောက်ကြပါတယ်ဒါကလည်းလူနည်းစုရဲ့ပါ သူတို့နဲ့မွေးကလေးကယင်မာလာတဲ့အလုပ်ကတော့ငားရှာဖားရှာလုပ်ပဲဖြစ်ပါတယ်ဒီညကလည်းရေတက်ရက်ဖြစ်နေတာမလို့အောက်ရေပြေးလာလို့ရှိရင်တော့ဟိုဘက်တဏီတော်စုံကတာတီးလာပါလိမ့်မယ်သူတို့နှစ်ယောက်ကတဝဲချောင်းចောင်းကြီးကိုယ့်ဘက်ကိုပိုက်သွားချကြမှာပါတာတီးမှာလေရှိပါတယ်အဲဒါကြောင့်ပဲကြာရိုးကမိုးညွနေတာကိုကြည့်ရင်လည်းစိတ်ထဲပူပန်နေတာဖြစ်ပါတယ်ဒီရက်တွေမှာငားတွေဖားတွေတော်တော်လေးမိလိုက်ရင်တော့သူဟာတက်ကယ်လေးရှစ်တချမ်းမိုးနိုင်မှာဖြစ်ပါတယ်ကြာရိုးကလူကြီးဆိုတော့ကိစ္စမရှိပါဘူးရေတော့ရှင်တော့တဲ့မှာလှုပ်ရှားနေရလဲကြာလာပါပြီဟိုတရိษံပေါက်စားဒိုးလုံးနဲ့ပိန်သေးတို့အေးအေးမိ ီဖျားနိုင်ရင်ကုသစရာပိုက်ဆံလည်းမရှိပါဘူး။ချေး900ပေါင်နဲ့ရမယ့်ပစ္စည်းဆိုလို့လည်းထမင်းချက်ပြုတ်စားတဲ့ဒံအိုးဒံွက်တွေကလွဲလို့တံပကံများ၃ချက်ပဲရှိပါတယ်။ဒါကလည်းဘေအိမ်မအပေါင်ခံမှာမဟုတ်ပါဘူး။ကြာရွာအဲ့ဒီလိုမျိုးအတွေးစားတွေမပြတ်ခင်ပါပဲ။ဟဲ့အောင်ကြာရွပြီးပြီလားဟာသွားကြရအောင်လေကွာနောက်ကြနေမယ်။အေးပါဟာလာပြီတတိယခဏလေးဆောင်ပါဦး။ အုံတော်ဇက်ကနေလမ်းဟော်နေတဲ့တာတီးရဲ့အထံခွဲကြီးကြောင့်ကြာရိုးဟာလုံတွေးထားတဲ့ပိုက်ပုံရဲ့လိုအပ်တာတွေထည့်ထားတဲ့ပလိုင်းရဲ့မိုးကအစုပ်ခြုံနေကြီးကိုလမ်းဆွဲပြီးတော့တဲထက်ကနေဆင်းလာခဲ့ပါတယ်။ခင်းစုံတဲ့ဟိုနှကောင်ကတော့ဘုံကြီးကျောင်းဘက်ကိုသွားနေကြပါတယ်။သွားနေသည်ဆိုခြင်းတည်းညစာဖြည့်ရှင်းမှုတွင်ညနေခင်းကျောင်းကစွန့်ကျဲမဲ့စွန့်ညံကွန်းညံတွေကိုတွားယူကြခြင်းလို့ဆိုရင်ပုံမှန်ပါလိမ့်မယ်။ကောင်းရင်မော်ကမိုးတိမ်နေကြောင်းရောမြင်မလာတဲ့အုံတော်ကြီးရဲ့တစ်ရွက်တွေကြောင့်မှမှောင်စားပြုတ်နေခဲ့ပါပြီ။ ရေတော့အတော်တက်တယ်ကွာမိုးလည်းရွာချင်းရွာနိုင်တယ်ငါတော့တိုးမှာပဲအာတာတိဖွာလွဲပါစေချော်ပါစေကွာငါတစ်ချိန်လုံးမရွာဘူးဆူတောင်းနေတာကွာငါတဲချင်နေရလဲမင်းသိတဲ့အတိုင်းပဲလေကွာတော်ကြအိတ်ဆရာပုံပြောက်နေအောင်မယ်ဩအေးဟုတ်သားပဲကွာပြောမဲ့သာပြောတာပါကွာငါတဲလဲဘာထူးလို့လဲအတူတူပဲဥစား ဟိုကွာမင်းပြောတယ်လို့မိုးရွာဖို့မပြောနဲ့အခုအောက်ကြီးတက်လာလို့ရှိရင်တော့မှချောင်းပြားတိုင်ကြီးတို့စိန်ကြီးတို့တဲအောက်ကိုရောက်နေပြီကွာကြာယူတာအုံတော်စုံကချောင်းလက်တက်ထဲမှာရှိတဲ့လေစိတ်ကိုရောက်လာပြီးတော့ကျိုးဖြုတ်ပါတယ်ရေကပဲအုံမြင့်တုံးနေမြုပ်လူနေပြီဖြစ်ပါတယ်ပိုက်ဖုံနေတင်ပြီးတော့တာတီးကတက်ရင်လည်းလေကိုတွန်းချလိုက်ပါတယ်ကြာယူကအုံတော်တဲ့ကနေလေကိုချောင်းမကြီးတဲ့ကိုလော်လာခဲ့လိုက်ပါတယ်ချောင်းမကြီးတဲ့ရောက်တဲ့အခါမှာတော့တက်ရင်လည်းပဲလေကိုတဝဲချောင်းချောင်းကွေးဘက်ကိုအသာလိုက်မျောချလိုက်ပါတယ်မြစ်ပြင်ကပြေဝန်းနေတဲ့လရောင်နဲ့ဘုံငွေရောင်တလက်လက်ပြေးနေခဲ့ပါတယ် လင်ဝမ်းအလယ်မှာယူလာတဲ့ပလင်းနဲ့ဖန်ခွက်ကိုချရင်နဲ့မင်းချမယ်မလားကြာယူငါဘုဆုံမဆန်ဆွဲလာတာကွာမနေ့ကမှယူလို့ပြောခဲ့တာတာတီလန်ပေးလာတဲ့ဖန်ခွက်ကိုကိုခနဲဆိုမော့ချလိုက်ပြီးတော့ကြာယူလေကိုဘေးကပ်ပြီးတော့လော်နေပါတယ်တိတ်မကြလိုက်ပါဘူးသူတို့ပိုက်တန်းမဲ့ចောင်းကြီးကွေးကိုရောက်လာခဲ့ပါတယ်ဒိုက်ချုံခရာချုံနေနဲ့ရေတိန်နဲ့ကိုကြည်လျက်ပိုက်တန်းလိုက်ပါတယ်ပြီးရင်တော့နှစ်ယောက်သားဟာလေဝမ်းထဲမှာခွက်လှဲပါတယ် သူတို့တွေကရေတီပြန်ဆင်းတော့မှပိုက်ပေါ်မှာဖြစ်ပါတယ်။၃လနာရီခန့်တော့စကားပြောအရက်တောက်နေရုံမှလွယ်ဘာမှလည်းလှုပ်ရှားတော့ရှိမနေပါဘူး။အမှန်တော့ကြာရိုးရိုးတာတီးပါတကယ့်နေရာမှာပိုက်လာချခြင်းဖြစ်ပါတယ်။သူတို့လေကျိုးချီထားရနေရာနဲ့မနီးမဝေးမှာကတုတ်တန်တစပြင်ကုန်းမှာနောက်ဒီနေရာက၅အထိများပဲမဲ့လည်းအချောက်လန့်ပေါ်တယ်ဆိုတာကြောင့်တချို့တငါတွေလက်ဆောင်နဲ့ဂွေပါပဲ။ကြာရိုးရိုးတာတီးပါဒါတွေကိုသိအောင်ကြည့်မရှိသလို၅အထိများဖို့ပဲလိုပါတယ်။သူတို့ဖို့ကတော့မမြင်ရတဲ့သစေတရက်တဲ့မြင်နေရတဲ့ငါးကပိုအရေးကြီးလာပါတယ်။ဟဲ့ကြာရိုးဒီဂွေကနာမည်ကြီးတယ် ော်။ဟာသူ့ဘာသာသူဘလောက်နာမည်ကြီးကြီးမကြီးကြီးကွာငါတော့တယ်ယုံလာနဲ့ကြောက်လာတယ်လည်းမဟုတ်ပါဘူး။တောင်ရင်စားရင်လည်းဘာရမတိပဲနဲ့ကြာရုံးမျက်လုံးနေရာဆင်းပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်။အချိန်ကြာရွေးပိုက်ဖို့ရန်ပိုက်တန်းကိုဆွဲပေါ်တဲ့ခါမှာအန်အောဘွေရမြင်ကွင်းတစ်ခုအဲဒီမြင်ကွင်းကအကြီးသေး၅မျိုးစုံကြားထဲမှာရွှေရောင်တန်းနေတဲ့မြည်သည့်၅မှန်ရုတ်တရက်ဝေကွဲမရတဲ့ငါးတကောင်ပလာတာပါ။ငါးဟာတရောင်ခန့်ရှိပါတယ်။ကြာရိုးကလည်းအန်အောမြင်တက်ပြီးတော့ကြည့်နေစင်ပါပဲရင်းငါးလေးမှာ ကျုပ်ကိုပြန်လို့ပေးပါဗျာကျုပ်နေတဲ့နေရာကနေလာပြည့်နေမလို့ဖះဘူးလာရင်လည်းခမားတို့နဲ့ကြုံရတာပါကျုပ်ပြန်မလာလို့ရှင်အားလုံးကကျုပ်ကိုစိတ်ပူနေကြမှာဗျာခမားတို့အချားငားတွေကိုလည်းရနေရပဲဗျာကျုပ်ကိုပြန်လို့ပေးကြပါနော်ကျုပ်ခမားကျေးဇူးကိုမမေ့ပါဘူးဗျာအာမဖြစ်နိုင်တာကွာငါကဘလို့လို့ပြီးတော့လူစကားပြောနိုင်မှာလဲဟာလောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဗျာကျုပ်ကိုလွတ်ပေးပါဗျာကျုပ်ကျေးဇူးတကယ်ပြန်ဆက်ပါမယ်မလွတ်ခဲ့ရင်တော့ခမားတို့ဘေးဆိုးအမျိုးမျိုးတွေ့မှာအမှန်ပါပဲကျုပ်ပြောတာကိုယုံပါဗျာ ဟာမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးအဲ့ဒီလိုအော်ဟစ်ရင်းနဲ့ကြာရိုးကဖြတ်ခနဲဆိုပြီးတော့အိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်။သူ့အိမ်မက်ဆန်းနေမက်နေခြင်းဖြစ်ပါတယ်။ကြာရိုးအိမ်မက်ကနေလန်နိုးတဲ့အချိန်နဲ့တာတီးပိုက်ပေါ်နေတဲ့အချိန်ကတိုက်ဆိုင်နေပါတယ်။ကြာရိုးပါဝိုင်းပြီးတော့ကူလိုက်ပါတယ်။ငါးတော်ထိပုံပဲကွာ။ဟာဒါဒါဘာငါးကြီးတုံးဟာ။လာရောင်ရဲ့အောက်မှာရောမီးခွက်ရောင်အောက်မှာရောကြာရိုးထူးဆန်းစွာတွေ့လိုက်ရပါတယ်။ပိုက်ထဲမှာရုံးကန်နေတဲ့ရွှေရောင်ဝင်းဝါနေတဲ့ငါးတကောင်မှာကြာရိုးလန်သွားခဲ့ပါတယ်။ ပိုက်ကြားတဲ့ကရွှေအောင်ငါးကြီးရဲ့ပြူးကျဲဝိုင်းဆက်နေတဲ့မျက်လုံးနဲ့အသက်ရှူမဝလို့ဟာစီဟာစီဖြစ်နေတဲ့ဗဟန်းနှစ်ခုကလည်းကြာယိုးကိုမော့ကြည့်ပြီးတော့အတနာခံတောင်းမှန်တိုးရှိုးနေတဲ့အောင်မှာကြာယိုးဟာအိမ်မက်တွေပါတယ်မလီမထမရှိဘူးဆိုပေမဲ့လည်းယခုအိမ်မက်ကြီးကတော့လက်တွေ့အပြင်ဘဝမှာပါတပုံစံနဲ့ထတ်တူညီလေအန်အောဘွေဟာထူးဆန်းဘွေတွေ့နေရတာပါနောက်တော့ဘာရမို့ပဲကြာယိုးရဲ့နှလုံးသားထဲမှာပိုက်ထဲမှာရှိတဲ့ရွှေအောင်ငါးကြီးကိုကြည့်ပြီးတော့တနာကျင်နာစိတ်တွေဝင်လာခဲ့ပါတယ်အိမ်မက်ထဲကငါးကြီးပြောတဲ့စကားကိုလည်းပီတာထင်ရှားစွာပြန်ကြားရအောင်လာမိပါတယ်ဒီငါကတော်တော်ထူးဆန်း ်နေကွာရွှေရောင်ငားလေးပဲငားတက်တက်နဲ့တူတကားမမြင်ဘူးပြန်လွတ်လိုက်ပါကွာတနာပါတယ်ဟာဟေးရောက်ရောက်ကြာယူမင်းဒါဘာလောက်တာလဲကွာတာတီးဟန်ဒါတန်မစုံးခင်မှာပဲကြာယူဟာရွှေရောင်ငားကြီးကိုပြန်လွတ်လိုက်ပြီဖြစ်ပါတယ်ကြာယူရဲ့အပြုတ်မှုကိုမူးမူးနဲ့တာတီးကတညာလုံးပြစ်တင်ချိန်မောင်းလို့မစုံးတော့ပါဘူးတပြစ်တောက်တောက်နဲ့ဖြစ်နေခဲ့ပါတယ်ကြာယူကတော့သူမူးမူးနဲ့အိပ်ပျော်နေစဉ်မက်ခဲ့တဲ့အိမ်မက်ဆန်းကိုတာတီးကိုဖွင့်ရပြောမနေတော့ပါဘူးပြောရင်လည်းယုံမှာမဟုတ်ဘူးဆိုတာသိကြနေပါတယ် တာဒီယာတောင်သူ့ကိုအရဲကြောင်ကြောင်ပြီးတော့ယူးနေတယ်ဆိုပြီးပြောမှသိကြပါဗါတယ်အဲ့ဒီညကသူတို့နှစ်ယောက်ကအဲ့ဒီတဝဲကြောင်ချောင်းကွေမှာငားတွေမျောလင်းထားတာထက်တောင်ပိုရခဲ့ပါဗါတယ်ဒါပေမဲ့လည်းသူတို့နေထိုင်ရာအုံတော်ပေါင်းကူတဲစုလေးမှာတော့ကြာရိုးရဲ့ယူးကြောင်မှုကြောင်အဖြစ်ဆန်းကိုတာဒီပြောပြီးတော့တငါတဲစုတွေကြားမှာထူးဆန်းအံ့ဩပဲဖြစ်သွားခဲ့ရပါဗါတယ်ကြာရိုးရဲ့မယားဖြစ်တဲ့ခင်စုံကတော့တပြစ်တက်တောက်နဲ့ပြောလာခဲ့ပါဗါတယ်ပို့ပြီးတော့ထူးခြားနေတာကတော့အဲ့ဒီနေ့ကနေစပြီးတော့ကြာရိုးကတပိုင်းတစနဲ့မယားတရဖျားစာတွေနဲ့ဖျားတွေရှိခိုးလာခြင်းပါပဲခင်စုံတော့မျက်စောင်းတက်ထိုးထိုးနေပါတငါတဲစုတွေကလည်း ည်းအားလုံးအံ့ဩနေကြပါတယ်ဒီထက်ပိုပြီးတော့အံ့ဩထူးဆန်းမွယ်ဖြစ်ကတော့ဂမ်ဘီယာဆန်ဆန်မျက်လဲပြလိုက်တယ်လို့လာမကူးခင်မှာပဲဂျာယိုတို့မိသားစုကနေချင်းညချင်းဘဝပြောင်းပြီးတော့ချမ်းသာသွားကြခြင်းမှာပဲဂျာယိုတို့ဘလို့ချမ်းသာသွားတယ်ဆိုတာကိုဘသူကမှတော့မသိကြပါဘူးနဆွန်နှစ်ဖြားကြားတာကတော့တချို့ကဂျာယိုရဲ့တဲတန်ရင်မှာရေထဲမှာမျောပါလာတဲ့ရွှေဘူးလေးကိုယာသွားလို့လို့လဲဆိုကြပါတယ်တချို့ကလည်းဂျာယိုမိလာတဲ့ငါးကိုချက်စားရန်ပြင်ဆင်လိုက်စင်မှာဝမ်းပိုက်ထဲကနေယတနာတို့ယာသွားတယ်ဆိုပြီးတော့လဲပြောဆိုကြပါတယ်ဒါပေမဲ့လည်းဘသူတွေကအတင်းသွားပြီးတော့မင်းမေဂျာယိုကတော့ ြုံးပြုံးကြီးနဲ့မပွင့်တပွင့်ပြုံးလို့သာနေပါတယ်ဘာမှလည်းပြန်မပြောပါဘူးအမှန်စင်စစ်ကတော့သူကဲတင်ပြီးတော့လွတ်မြောက်ခွင့်ပေးလိုက်တဲ့ရွှေငါးလေးကသူတို့ဘွားကိုတိုးတက်ပြောင်းလဲပေးလိုက်တယ်ဆိုတာဘယ်သူမှမသိလိုက်ကြပါဘူးဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြွင့်နေနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်